အရာအနေနဲ့ကတော့ကျွန်တော်တို့အစိမ်းအဝါအနီဆိုတာရှိတာပေါ့နော်အနီဆိုလို့ဖြူရတာကိုပြောတာမဟုတ်ဘူးဒါပေမဲ့ဒါပေမဲ့ဖြူရတဲ့ဟာလည်းအနီထဲမှာပါတယ်နော်အဲကျွန်တော်တို့ကို7.7ဆိုပြီးတော့လည်းထားပါကြာ7.7လောက်တယ်ပေါ့မလင်ကျော်ပေါ့တိတိကျကျတဲ့ဟာတော့လည်းအဲမရနိုင်ဘူးအဲ့ဒါဆိုရင်တော့လည်းပြတ်လာပဲအဲသူနဲ့ပြီးရဆိုရင်လည်းပြတ်ဖို့များရတယ်ပေါ့နော်ကျွန်တော်အနေနဲ့တော့ပြိုသားတယ်မခံလို့ပေါ့ပြောပါကြာမပြိုဘူးခံလို့ပေါ့ဗျာ ဲ့ဒီတယောက်ချင်းစီအဲရှုထောင့်တစ်ခုချင်းစီကဝိပန်လေးတစ်ခုရှိရမယ်ဆိုလို့ရှင်အဲ့ဒီအပေါက်ကလေးကဖတ်သွားမှာပဲလေအကစ်ကလေးနည်းအနေနဲ့ဘလို့ဖွဲ့စည်းပြီးတော့ဘလို့အပိုင်းတွေကိုဆောင်ရွက်ပေးနေပါလဲခင်ဗျာအဲအဖက်ကလေးနည်းဆိုတာလေကျွန်တော်တို့မန္တလေးရှိမယ်ရန်ကုန်ရှိမယ်စကိုင်းရှိမယ်နေပြည်တော်ရှိမယ်ပေါ့နော်အခုကတော့မန္တလေးအဖက်ကလေးနည်းပေါ့နော်ဒါကပြောရင်တော့နည်းနည်းခက်ကြီးကြီးပေါ့နော်ကြောက်စဲလိုဟာမျိုး အဲအဲ့ဒါမျိုးတွေလည်းရှိတယ်အဲတိုးတော့လည်းသူတို့ကအင်းမလေးဆက်ရပါတော့နော်မန်လေးအပိတ်ကလေးနဲ့နေမန်လေးအပိတ်နဲ့ပဲလိုအပ်တာရှင်နေပြီးတော့လောက်ကြရပါတော့နော်ကျွန်တော်တို့ကဘိုလန်ဒီယာဘိုလန်ဒီယာပါပဲအဲအကြောင်းလည်းကျွန်တော်တို့ကလေနာမည်ကတော့အပိတ်ကလေးနဲ့လို့ခေါ်တာအဲတဘောတရားတို့ကဟိုကလေးနဲ့ဆိုလို့ဟိုချိတ်ကူပေးတာနဲ့တားပြီးတော့ရောနေအောင်မယ်ဒီမှာရှိတဲ့လိုချင်တဲ့အတိတ်တွေကလည်းဆိုအပိတ်ကလေးနဲ့ဆိုတဲ့တဘောကကြိုက်တဲ့ free ကြိုက်တဲ့အဲ scope ကြိုက်တဲ့အဖွဲ့အစည်းကအာသူတို့ရဲ့လောက်ချန်တာလေးတွေကိုရှိလို့ရှိရင်ကျွန်တော်တို့အာဒီပိုလန်ဒီယာအဖွဲ့ကလောက်ထားတဲ့ data လေးတွေတောင်းရတယ်ဆိုရင်ဂျူတောင်းလို့ရတယ်။အဲအဲ့တော့ငလင်မရမဟုတ်ဘူး engineer မရမဟုတ်ဘူးအအစားအသောက်နဲ့ဆိုင်မလားအလူနေထိုင်မှုတွေနဲ့ဆိုင်မလားအဲ့လိုပေါ့ရှုထောင့်အမျိုးမျိုးမှာရှိတဲ့မြေတိအတင်းအဖွဲ့မဆိုအဒီ data ကိုယူတုံးလို့ရအောင်ရွေကြက်နဲ့ နာမည်ကကကလင်းနဲ့ဆိုပေးခဲ့လိုက်တာပေါ့နော်ငလင်တန်ခံရတဲ့အိမ်ကြီးကိုဆရာအကဲဖြတ်တဲ့နေရာမှာပေါ့ဘလို့ပုံစံနဲ့ဆောင်ရတယ်လဲခင်ဗျာအယောင်နဲ့တမတ်တယ်လို့လည်းသိရတယ်ခင်ဗျာအသေးစိတ်ရှင်းပြပေးပါအောင်ခင်ဗျာဟုတ်အကဲဖြတ်တဲ့ခါကျအခုကျွန်တော်လက်ရှိလုပ်နေတာတော့ဒါပေါ့နော် rapid assessment လို့ခေါ်တာပေါ့ rapid assessment ဆိုတာကတော့အာငလင်လှုပ်ပြီးကာကကိုမြန်မြန်ဆန်ဆန်အာပေါ့နော်အကဲဖြတ်တာပေါ့နော်မြန်မာစံများသောအားဖြင့်ကတော့ဒီဟိုပါပေါ့နော်အမြင်နဲ့ပဲအဲအကဲဖြတ်တာပေါ့နော် အရာအနေနဲ့ကတော့ကျွန်တော်တို့အစိမ်းအဝါအနီဆိုတာရှိတာပေါ့နော်အစိမ်းဆိုတာကတော့အဲတောင်တိုင်ကိုအဲဒီနိုင်ရန်လေးတွေမှာဟိုတေး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 လေးဒီအရာလေးလောက်ပဲခရက်လောက်ပဲရှိတာမျိုးပေါ့ဗျအဲဒါမျိုးကတော့အစိမ်းပေါ့ဆိုလိုတာအခုအခုလက်ရှိမှာကိုအဲတောင်တိုင်နည်းနည်းတပတ်လောက်ပဲအဲပြင်ဖို့လိုတဲ့ဆိုရင်ပြင်ပြီးတော့နေလို့ရတာဆိုလိုတာအခုကိုနေလို့ရတာပေါ့ဗျနော်အဲဒါမျိုးကတော့အစိမ်းပေါ့နောက်တစ်မျိုးကတော့ အဝါပေါ့အဝါဆိုတော့ orange ပေါ့နော် orange ကတော့သူကအာဒီခုနအစိမ်းရတော့ကျွန်တော်နှစ်ပိုင်းခွဲပြောမယ်ဆိုရင်ဟိုဟို swatch ရဲ့ man swatch ရဲ့ရှိမှာပေါ့နော်အာနားလေရလွယ်အောင်ပြောရမယ်ဆိုရင်ဟိုဟိုပေါ့နော်ဟိုအလေးဝင်တွေကိုထမ်းထားတဲ့အဲအရာမှန်သမျှ swatch ပေါ့ဗျာနော်ကျန်တာရော man swatch ပေါ့အဲ swatch ကမထီဘူးပေါ့အဲတနည်းအားဖြင့်အာတိုင်တွေတို့ရက်မတွေတို့ပေါ့ဗျာ အဲ့ဒါတွေကမချေဘူးဆိုရင်မချေဘူးကျန်တဲ့အားတွေလည်းနည်းနည်းလေးပဲထိတယ်ပေါ့နော်မပြောပါလောက်ဘူးပေါ့နော်အဲ့ဒါမျိုးဆိုရင်တော့အစိမ်းရောင်ပေါ့နော်ဟိုစိတ်ဖြစ်တယ်ပေါ့ဗျာအဲနေလို့ရတယ်ပေါ့နော် occupy လုပ်လို့ရတယ်ပေါ့နောက်တစ်ခုကတော့ orange ပေါ့ orange မှာကတော့သူစချာလဲထိမယ်ခုနလိုတိုင်လို့အဲ့တော့ဟိုဘီလို့ထိတာလေးတွေရှိမယ်။နောက်ဆက်ချလဲအဲထိမယ်။အဲဒါပေမဲ့ဆိုကအရင်ထိမနေဘူးပေါ့။အရင်ထိမနေဘူး။ အဲသဘောတရားတစ်ခုကအစင်၃စင်းလောက်နဲ့ပြောမယ်ဆိုရင်နည်းနည်းတိတိနဲ့အလဲအလက်လောက်ပေါ့အဲအဲ့ဒါမျိုးဆိုရင်ကျွန်တော်တို့က orange ပေးတာပေါ့နော်အဲ orange ကြတော့သူက green နဲ့ကြွာတာပါလဲဆိုလို့ရှိရင်ပြင်ပြီးမှနေပေါ့နော်ပြင်ပြီးမှနေ limited ဖြစ်သွားတာပေါ့ဥမာနားလည်အောင်နားလည်ရလွယ်အောင်ပြောမယ်ဆိုရင်ဥမာအိတ်ခန်း၄ခန်းပါတဲ့အိမ်အိမ်ဆိုကြပါစို့ဒါဆိုရင်ခုန green ကတော့၄ခန်းလုံးမှနေလို့ရနိုင်တယ် အဲအဲ့လိုမျိုးပေါ့နော်အအဝါရောင်ကကြတော့ဗန်လေးခန်းတော့ဥမာနှစ်ခန်းကနေလို့မရဘူးနှစ်ခန်းကနေလို့ရမယ်အဲဒါမျိုးပေါ့လိမိတက်နေပေါ့ဘယ်အပိုင်းလေးရတော့အန်ရရှိတယ်နေလို့မရဘူးပေါ့နော်ဘယ်အပိုင်းလေးရတော့အန်ရကျင်းပါတယ်နေလို့ရတယ်ပေါ့နော်ဒါပေမဲ့အဲသူ့ရဲ့အဓိပ္ပာယ်ကတော့အဲ့လိုပေါ့နော်အဲဒါပေမဲ့အဲဘယ်လိုမျိုးလဲဆိုတော့ပြန်ပြီးမှပဲအဲနေဖို့ပဲကျွန်တော်ကလိုက်စက်တဲ့ခါကျတော့မှားလိုက်တာပေါ့နော်ဒါလည်းကျွန်တော်ကစိုးရိမ်တာ တချို့ကြတော့လည်းအဲ့လိုမှားခဲ့ရင်ရတယ်သူတို့နားလဲတချို့ကြတော့လည်းအဲ့လိုမှားခဲ့မှားတာမှားခဲ့တယ်သူတို့ကလိုက်လာကျင်နဲ့လိုက်လာလိုက်လာကျင်နဲ့လည်းလိုက်လာစိုးရင်တော့ဗျာကျွန်တော်ကအမှားအဲဒေးကမှနှက်ခမ်းရတော့စိတ်မဖြစ်ဘူးနေလို့မရဘူးပေါ့နော်ပြင်ပြီးမှနေရမယ်နှက်ခမ်းရတော့နေလို့ရရဆိုပေမဲ့ဝင်နေခြင်းနေနေမှာပေါ့ဗျာအဲ့အဲ့မျိုးတွေဖြစ်လို့သူ့ရဲ့အသေးပေါ်ကတော့ orange ဆိုတာကတော့ limited ပေါ့နော် လီမစ်တက်နဲ့သွားတယ်နေလို့မရတဲ့နေရာတော့နေလို့မရဘူးနေလို့ရတဲ့နေရာတော့အနေအကင်းတဲ့နေရာတော့နေလို့ရတယ်ပေါ့ဗျာအဲ့ဒါမျိုးနဲ့ဒါပေမဲ့လည်းပြင်ဆင်ပြီးမှနေရမှာပေါ့နော်အဲသူ့ရဲ့သမတ်ချက်ကတော့အတိတ်ကသမတ်ချက်ကတော့ပြင်ဆင်ပြီးမှနေလို့ရတာပေါ့နော်အဲဒီတော့လည်းဥမာနေနေတဲ့လူဟာမျိုးကတော့တော်တော်လေးပျက်စီးနေတယ်ပေါ့ပထမဆုံးမှာအာနေလို့ရတယ်ဆိုကြပါစို့အဲ့ဒါမျိုးကြရင်လည်းဟိုပထမဆုံးမှာတော့အနေအကင်းနဲ့နေ နေနေတော့ကတော့နေလို့မရဘူးမနေနဲ့အဲ့ကြရင်တော့မှားသွားပြီလေအဲ့ကြောင့်တခုခုဆိုရင် तू ကပထမတက်ကနေမြေကြီးတက်ကိုဖြတ်ပြီးမှ तू အပြင်ရအောင်တော့ရမှာဟုတ်အဲ့ဒါမျိုးကြတော့မဆိုင်ဘူးပေါ့နော်ကျွန်တော်ဆိုလို့ကျွန်တော်ဟိုခုန limited ဆိုတော့နေလို့ရတယ်နေလို့မရဘူးဆိုတာလေးကိုတလဲဟိုကယူသုံးမှာဆိုလို့မှားမှာဆိုလို့ပြောပြတာနော်နောက်တစ်ခုကတော့အနီပေါ့အနီကတော့ तू ကခုနကအဲဆွတ်ချာလိုဟာမျိုးဒီပင်းလိုကော်လန်လိုမှာတော်တော်လေးပြည့်စည်နေပြီပေါ့ဗျာအဲဥပမာအဲ တိုင်ဆယ်တိုင်ရှိရပေါ့ဗျာ၅တိုင်လောက်ကပျက်စီးနေပြီပေါ့အပျက်စီးရမြန်မှာတချို့တိုင်လေးတွေက crack လောက်တိုးတိုးလေးပဲရှိတယ်တချို့တိုင်လေးတွေကတော့အဲ crack နည်းနည်းကြီးတယ်တချို့တိုင်တွေကတော့ဥမာအဲတိုင်ပေါင်းတွေပေါ်သွားပြီလုံးလုံးပေါ်သွားပြီတချို့ကကျေသွားပြီတချို့ကကျွန်တော်တို့ဟိုအစ်စ်လွဲနေမျိုးပေါ့လွဲနေပြီပေါ့နော်အဲအဲ့ဒါမျိုးပေါ့နော်အဲအဲ့ဒါမျိုးဆိုလို့ရှိရင်ကတော့အဲဒါ unsafe ဖြစ်သွားပြီပေါ့ဗျာနေဖို့အတွက်မလွယ်တော့ဘူးပေါ့နော် unsafe ဖြစ်သွားပြီအဲ့တော့ ဲ့လိုမျိုးကြရင်ကျွန်တော်က I'm safe ဆိုပြီးတော့ any ပေးတာပေါ့နော်အဲတခါလေးကြားလို့ရှိရင် any ဆိုလို့ဖြိုးရမှာလားဆိုပြီးတော့မှားတတ်တယ်နော် any ဆိုလို့ဖြိုးရတာကိုပြောတာမဟုတ်ဘူးဒါပေမဲ့ဖြိုးရတဲ့ဟာလည်း any ထဲမှာပါတယ်နော်အဲအဲ့တော့ any ဆိုတာဒီအကြီးစားပြင်ဆင်ရတော့မယ်တခြားကိုကိုကြီးတစိုက်ပြင်ဆင်ရတော့မယ်အဲခုနလို orange လို limited clay တော့မထားတော့နော်လည်းအဲ့မှာလူကိုမနေနဲ့အကုန်ထွက်ပါနော်အဲအားလုံးအကြီးစားကိုတကယ်နားလေတကျွမ်းနဲ့ professional engineer တွေနဲ့တိုင်ပင်ပြီးတော့ တကယ်ကိုကောင်းမွန်တဲ့မှန်ကန်တဲ့ပြင်ပုံပြင်ပြီး matter statement လိုဟာမျိုးတွေကိုတင်ပြတင်ပြပြီးတော့ပြင်ခွင့်တောင်းပြီးတော့အဲပြင်ဆင်ရတာမျိုးပေါ့နော်အဲ့ဒါကိုအနေလို့ပြောတာပေါ့နော်အဲအနေတိုင်းဖြိုးရမယ်လို့ပြောတာမဟုတ်ဘူးနော်အဲပြင်ဆင်ရရှိတယ်တချို့ဟာကတော့ဖြိုးဖို့ဖြိုးရမယ်ဟာလည်းတိုင်တတ်မယ်တချို့ဟာကတော့ဖြိုးရင်လည်းရတယ်မဖြိုးရင်လည်းရတယ်မပိုင်ရှင်ကအဲမဖြိုးခြင်းပြင်ခြင်းလည်းဆိုလည်းဖြစ်တယ်ပိုင်ရှင်က ကျွန်တော်ကမပြင်းတော့ဘူးဗျာဖြိုလိုက်တော့မယ်ကျွန်တော်အတက်တက်ပြန်ဆောင်းတော့မယ်ဆိုလည်းရတယ်ဒါဆိုသူကတော့အဲကြိုက်တဲ့ပဲသွားပေါ့နော်အဲအတိအကျပြောချင်တာတော့အနေတိုင်းဖြိုရတာမဟုတ်ဘူးပေါ့နော်ဘန်ဒလေးငလျင်ဖြစ်စဉ်အရာတိုက်တာအစာအုပ်အားလုံးကဆစ်ဆီးဖို့လိုပါသလားခင်ဗျာအားလုံးကတော့ဟိုလေဟိုအစာအုပ်တိုင်းလိုလိုအဲအားလုံးကတော့ဆစ်ဆီးတာကောင်းပါတယ်အဲ့ဒါမှသိရတာပေါ့လေနော်အဲ့ဒါမှသိရတာပေါ့တခါလေကျတချို့အားဆိုရင်ကျွန်တော်အပေးကြောင့်ဆိုရင်အပြင်ကနေကြည့်လိုက်ရင်အာတကယ်ကိုကောင်းတယ် တကယ်ဘာမှကိုမဖြစ်တဲ့ပုံစံမျိုးပေါ့နော်ဒါပေမဲ့အတွင်းဝင်ကြည့်လိုက်လို့ရှိရင်အတွင်းမှာတော်တော်လေးပြက်စီးတာမျိုးမျိုးလည်းတွေ့ရတယ်ပေါ့နော်ကောင်းတာကတော့အလုံးလိုက်စစ်တာကောင်းကုန်တယ်နော်ဟုတ် style villa ဆိုရင်ကျွန်တော်တို့ပြိုသွားတယ်ပေါ့လေဆရာဒီ manly plaza ဆိုရင်ဆရာဈေးကျုပ် plaza ပေါ့25ထက်ရှိတယ်သူဆိုရင်ကျွန်တော်အမြင်အားဖြင့်တော့ထိခိုက်မှုသိမရှိအောင်တွေးရတယ်ဒီရုပ်ပြစင်မြေပြိုကျသွားတာမျိုးလည်းမရှိဘူးပေါ့လေဆရာဆိုတော့အဲ့လိုမျိုးမှာပေါ့ဆရာဒီအစာဝတ်အနေထားနဲ့မြင်ကလင်တရားမှုအပိုင်းတွေကွာခြားမှုကြောင့် အဲ့လိုမျိုးဖြစ်ရတာလားဆရာအင်ဂျင်နီယာရှူထောင်းကနေရှင်းပြပေးပါအောင်ခင်ဗျာဟုတ်အဲ့ဒါတော့လေဟိုဖြေရတာအဲနည်းနည်းခက်လိမ့်မယ်ဘာလို့လဲဆိုတော့ဒါမျိုးကကြတော့ investigation ခေါ်တာပေါ့နော်ဒါကကြတော့တကယ်ကိုအဲတကြွန်းနဲ့ပညာရှင်တွေနဲ့ပါဝင်တဲ့ပါဝင်ထိုက်တူတွေအကုန်လုံးပောင်းပြီးတော့တကယ် investigate လုပ်မှာပဲအပြေမှန်ရလိမ့်မယ်လို့ကျွန်တော်တို့ပြောချင်တယ် အများကြီးနန္ဒာအင်အားတွေမှာလည်းကြီးကြီးမားမားဖြိုကျတာမျိုးမတွေ့ရဘူးခင်ဗျာဆိုတော့အဲ့ဒါကလည်းရှာဆရာခုနပြောသလိုမျိုးအစာဦးခိုင်ခန့်တာလားမြေကလင်ကျော်လွတ်တာလားဟိုဘယ်ဟာကြောင့်ဖြစ်နိုင်ပါသလဲဗျာဟုတ်အဲ့ဒါလည်းကျွန်တော်ခုနပြောလို့ပါလေဟောတကယ်တကြွမ်းတဲ့ပညာရှင်တွေနဲ့အဲတုံ့ပြန်ပြီးပြောတာကောင်းပါတယ်ဟုတ်ကျွန်တော်အနေနဲ့တော့ပြေသားတယ်မခိုင်လို့ပေါ့ပြောပါကြာမပြေဘူးခိုင်လို့ပေါ့ဗျာဟုတ်မန္တလေးမှာဆရာဒီကျွန်တော်မေလာမှာဆိုရင်ပေါ့ ဒီလူအများစုကကိုယ့်အိမ်မှာကိုပြန်နေကြရလို့တတ်စားလို့ရပါတယ်ဆရာ။အဲငလင်စားလို့လို့ချင်းကမနေရလို့ပြန်မထွက်နေတယ်။အခုတော့ပြန်ဝင်နေနေကြရပေါ့။သူတို့ရဲ့အနေနဲ့ဆောင်ရွက်ရှောင်ရွက်လေးတွေဘာလို့ရှိနိုင်ပါလဲဗျ။အဲအဲ့တော့လေခုနပြောသလိုပဲလေ။အိမ်တိုင်းလိုလိုစစ်ဆေးဖို့တင့်မယ်ဆိုတဲ့အတိုင်းပဲကိုယ့်အိမ်ကစစ်ဆေးပြီးပြီလား။နော်တကယ်စစ်ပြီးလို့တကယ်စစ်ဖြစ်ပြီပေါ့နော်။အဲဆေးဖြစ်ပြီးခုနလိုခရင်းဖြစ်ခြင်းဖြစ်မယ်ဒါမှမဟုတ်လေအဲရင်းဆိုရင်လေအဲ limited နဲ့ဆေးဖြစ်တဲ့နေရာမှာနေနေတာလားဒါမှမဟုတ်လေ ။ orange လည်း orange လည်းဖြစ်တယ်ပြင်လည်းပြီးပြီပေါ့ဗျာ။အဲအဲ့ဒါမျိုးဆိုရင်တော့ဝင်နေတာအကောင်းဆုံးပါပဲ။ဟုတ်။ဆရာမန္တလေးတစ်မြို့လုံးအနေနဲ့ပေါ့အခုလိုအကဲဖြတ်စစ်ဆေးဖို့အချိန်ဘယ်လောက်ကြာနိုင်ပါသလဲခင်ဗျာ။လူရောဘယ်လောက်လောက်လိုပါသလဲခင်ဗျာ။အခုအခုလိုမျိုးပေါ့နော်အကဲဖြတ်တယ်ဆိုတာကအအကဲဖြတ်တယ်ဆိုတော့ဆလုံးကတော့ဟိုဘယ်လိုပေါ့မလဲ။ရေဘူးရဆန်တယ်ပေါ့နော်။ဟို what assessment ပေါ့ဗျာ။တူရတော့ညံညံညံအဆက်လောက်တာပေါ့နော်။ အဲ့ဒါကတော့ကျွန်တော်တို့အဲတလားလောက်ပဲအဲယူတက်နေအဲ့ rapid assessment ကသူကငါဘာအဖြစ်အမြင်နဲ့ပဲစစ်ဆေးတာများတယ်ပြီးတော့အမြင်စစ်ဆေးတာများတာ ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ very detail တော့ဟုတ်ချင်မှဟုတ်မယ်ပေါ့နော်အဲ့တော့ခုနပြောသလိုပဲအကဲဖြတ်တာကအဲခုနလို့ orange တွေ red တွေကြတော့ဖြတ်ပြီးတော့ကြည့်ဖို့လိုတယ်ဆိုရင်ကြည့်ရမှာပေါ့နော်အဲ့လိုအဲ့လိုကြည့်ပြရမယ်ပုံမှန်ကတော့သူရဲ့ ဒါစားစားဒါစားစားဒီ recovery plan အရဆိုလို့ရှိရင် rapid assessment ဆိုတာ one month လောက်ပဲကောင်းတယ်တစ်လအတွင်းကိုအပြီးကောက်ရတာပေါ့နော်အခုကျွန်တော်တို့ဆိုရင်ဟိုအမီးက April 10ရက်နေ့လောက်ကစတာပေါ့လေအခုဒီလနေလ10ရက်နေ့ဆိုရင်ဒါကျွန်တော်တစ်လပြည်ပြီပေါ့တကယ်တမ်းဆိုရင်အဲ rapid assessment ပြရတော့မှာပေါ့နော်ဒါမှကျွန်တော်တို့လာတော့မပြီးသေးဘူးဗျဟုတ်ဟုတ်ကဲ့ဆရာဒီမပြီးသေးတာကလူရင်အားလိုတဲ့ချက်ကြောင့်လားခင်ဗျာတခြားဘာခက်ခဲတွေများရှိပါသလဲဗျာ ဟုတ်လူငယ်လူရွယ်ချက်ကတော့အဓိကလာပဲအခုဆိုရင်ဆရာတို့မန္တလေး Aquatic Clinic မှာပေါ့လေလူငယ်ကဘယ်နှယောက်လောက်များအပဝင်ကူညီနေကြတယ်လဲခင်ဗျာဟိုစဆာခြင်းလုံးကတော့အဲလူငယ်အဲ20 30လောက်ရှိတယ်အဲပြောရင်တော့ကြံလင်းကာလပေါ့ကျွန်တော်တို့ကြံလင်းကာလလည်းမနာဘူးပြလောက်ပြီးတယ်အဲကြံလင်းကာလအဲ့တုန်းကတော့တော်တော်လေးအကွန်းလူ20 30လောက်ရှိတယ်ကြံပြီးသွားတဲ့အခါကျတော့တချို့က အဲသူတို့ရဲ့လုပ်ငန်းရှိတဲ့လူကလုပ်ငန်းတိုင်းတွေကိုပြန်သွားရတာတို့ဘာလို့မအားမလက်တန်လဲအဲ၁၀ရက်လောက်ပဲကျန်တော့တယ်အဲတော်တော်လေးကျသွားတာပေါ့နော်အဲတခါလုံခဲ့တဲ့အဲဒီ၂ရက်၃ရက်လောက်ကပဲဟိုပါပေါ့နော်နန်းလေးမိပြညာတက်ကတူကចောင်းသားကြီးကလည်းပုံမှန်ဒီဟာဝင်လာလောက်ပေးတယ်အဲသူတို့ဝင်လာတဲ့အခါမှာအယောက်၄၀လောက်ထက်တိုးလာတယ်ပေါ့တိုးလာတော့နည်းနည်းပရော့ဂရက်လေးပြန်တက်လာတယ်အဲဒီနေ့လက်ရှိလက်ရှိဒီနေ့ဆိုလို့ရှိရင်တော့လူကြီးအဲပြောရမယ်ဆိုရင်ဥပမာလူကြီး 55ရာလောက်တော့ရှိတယ်အခုဆိုရင်ကျွန်တော်တို့ကျွန်တော်စိတ်ချင်ခံမှန်းကြီးအလုံးအလုံးပေါင်း8000လောက်တော့ကျွန်တော်တို့ကောက်ပြီးပြီဗျာအော်ဟုတ်ကဲ့ပါဆရာဒီမြန်မာနိုင်ငံကလေဆရာငလင်ကျောဘက်မှာရှိနေတယ်လို့ပညာရှင်တွေကလည်းပြောထားတယ်လေဆရာမန္တလေးကလည်းငလင်ကျောဘက်မှာရှိနေတော့ဆရာဒီနိုင်ငံတဝန်းကအထက်မြင့်အဆောက်အဦတွေအတွက်ရေဘူးရသုံးသက်ချက်လေးတစ်ခုခုလောက်ပြောလို့ရနိုင်ပါလားခင်ဗျအဲကျွန်တော်ထင်ပါတယ်လေဟိုဒါအခုကစကိုင်းငလင်ပေါ့ဗျာအဲငလင်ကျောနဲ့နီးတယ်ပေါ့ เนาะငလင်ကျောအပေါ်တော့တက်တဲ့ကြတယ်ပေါ့ဗျာငလင်ကျောနဲ့နေတယ်ပေါ့အဲ့အဲ့လိုမျိုးဆိုရင်တော့အခုလိုပဲပြက်စီးမှာပဲကြားမီတိနေရာမှာမဆိုလေဖြစ်ရင်လည်းဒီလိုပဲပြက်စီးနေမှာပဲဗျာဘာလို့ဆိုတော့အဲကျွန်တော်တို့အခုဟို7.7ဆိုပေမဲ့လည်းထားပါဗျာ7.7လောက်တယ်ပေါ့ငလင်ကျောပေါ့တဲ့တဲ့ကြီးကြတဲ့ဟာတော့လေအဲမရနိုင်ဘူးအဲ့ဒါဆိုရင်တော့လေအဲပြတ်လာပဲအဲသူနဲ့ပြီးရဆိုရင်လေပြတ်ဖို့များရတယ်ပေါ့နော် အဲ့ဒါကြောင့်မလို့အဓိကကတော့ငလင်ကျော်ရဲ့ပြီးရင်ငလင်လှုပ်တဲ့အပီစန်တန်ပေါ့နော်အဲ့ဒါအနည်းအဝေးရဲ့ပြီးရင်လှုပ်တဲ့ဂျက်ပေါ့နော်အတိတ်အမှတ်ပေါ့နော်အဲ့ဒါရယ်နဲ့ဆိုင်နေကြဟုတ်ကဲ့ဆရာဒီအနာဂတ်အဆောက်အဦတွေတိစောက်တဲ့အခါမှာပေါ့လေအကြံပြုချက်ပေးမယ်ဆိုဆရာအနေနဲ့ရေဘူးရသဘောပေါ့ဘယ်ချက်တွေကိုအဓိကပေးလို့ပါသလဲခင်ဗျာကျွန်တော်အနေနဲ့ကတော့လေ360ဒီဂရီပေါ့360ဒီဂရီလည်းကျွန်တော်ပြောခြင်းတယ်ဘာလဲဆိုတော့ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ဖို့လိုတယ်ဗျအဲ့ဒါကြမ်းလာပဲရလိမ့်မယ်ထင်တယ်ဗျမပိုင်ရှင်ဆိုလည်းပိုင်ရှင်ဘက်ကပေါ့နော်အင်ဂျင်နီယာဆိုလည်းအင်ဂျင်နီယာဘက်ကပေါ့နော်အတော်ဒီဆိုလည်းအတော်ဒီဘက်ကပေါ့နော်ဒီဇိုင်နာဆိုလည်းဒီဇိုင်နာဘက်ကပေါ့နော်အဲ့ဒါတွေအကုန်လုံးရဲ့အပေါ်မှာမျိုးကြည့်ရဗျအဲ့ဒီတယောက်ချင်းစီရှုထောင့်တစ်ခုချင်းစီကဝိပန်လေးတစ်ခုရှိရမယ်ဆိုလို့ရှင်အဲ့ဒီအပေါက်ကလေးကဖတ်သွားမှာပဲလေ တခုအရေးကြီးတဲ့ဟာလေးတခုပြောချင်တာတော့ကျွန်တော်တို့ရှိမှာနဲ့အဲဒီတိတ်ပြီးတော့ family ကမဖြစ်တဲ့ဟာပေါ့အဲ့ဒါပါလဲဆိုလို့ရှိရင်ကျိုးကျိုးစီပေါ့နော် quality control ကိစ္စတွေလို့ပြီးလို့ရှိရင် manage ပေါ့နော်အဲ concession management ဘိုင်းတွေပေါ့နော်အဲအဲ့ဒါတွေကြတော့တောင်းရကောင်းမှန်းတိတ်မတိကြသေးဘူးအခုချိန်ထိနော်တိတ်မတိကြသေးဘူးမလို့ဖြစ်နိုင်တာပေါ့မတိလို့ဖြစ်နိုင်တယ်တိရဲဒါပေမဲ့လည်းအဲ့ဒီကုန်ကြမ်းစိတ်တွေကို ဟိုမခံကျင်ကြဘူးပေါ့နော်အဲဒီလိုပဲဒါမလိုပါဘူးလို့ဟိုချက်နိုင်တာပေါ့နော်ချက်နိုင်တာပေါ့အဲ့ဒါလည်းတိတ်တော့မမားပါဘူးအခုလိုငလေးလေးကလေးလှုပ်ပြီးတော့ပျက်စီးမှုတွေဖြစ်လို့သာအဲနည်းနည်းသိလာကြတာလေဟုတ်ကျွန်တော်စိတ်ထင်တော့အဲအရာအလုံးရှုထောင့်အားလုံးကဟို weak point တွေကိုပြင်ဖို့လိုတယ်တိုးတက်အောင်လုပ်ဖို့လိုတယ်ပြီးရင် overall အနေနဲ့အဲ့ဒီအဲ management ပေါ့နော် consumption management ဆိုတော့ practice လေးတွေနဲ့လောက်ကြဖို့လိုလိမ့်မယ်ဗျ။ကဲဆရာအခုလိုဖြေကြားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။